မင်္ဂလာပါခင်ဗျာဒီခါတော့တက်စင်တို့ညီကို2ယောက်ကမျက်လုံးတန်ရအခြေအနေနဲ့ပတ်သက်ပြီးပြည်သက်တွေကိုပထမဆုံးချိန်ထွက်ပြီးရှင်းပြလာတဲ့အကြောင်းအရာလေးကိုတင်ဆက်ခြင်းပါတယ်။ဒါကဘာဖြစ်လို့လဲဆိုတော့ရှေ့ကပြောပြခဲ့တဲ့ဗီဒီယိုလေးမှာတော့ကျွန်တော်ရဲ့အမြင်တွေကျွန်တော်ကြားမိခဲ့တဲ့သတင်းတွေကိုပဲဖောက်သည်ချခဲ့ရတာပါ။အခုတော့ကိုက်ကန်ရှင်တွေကိုယ်တိုင်က ထုတ်ပြီးပြောလာခဲ့ပါပြီ။ ပြည်သက်တွေအနေနဲ့လည်းပုံပြီးတိကျတဲ့အကြောင်းအရာတွေကာယကံတွေစီကနေဘလို့ရှင်းပြလဲဆိုတဲ့အကြောင်းအရာတွေကိုသိတဲ့နဲ့ထင်လို့ဒီတဲ့ရင်းကိုဦးစားပေးတင်ဆက်ပေးတာ ဖြစ်ပါတယ်ဒန်စင်ဟာတကြံပီပီချင်းကျင်းပခဲ့တဲ့1 Friday 5 105ပြိုင်ပွဲမှာ Asian Time Fighter ဖြစ်တဲ့ Best Sukumbin နဲ့ထိုးသက်ဖို့စီစဉ်ခဲ့တာပါ။အဲ့မှာပွဲထိုးသက်ဖို့ချင်းကနေစဉ်အတွက်မှာပဲ1 Championship ကဆေးဆစ်မှုတွေပြုလုပ်တဲ့အခါသူ့ရဲ့မျက်လုံးမှာ Spot တစ်ခုတွေ့သွားခဲ့ပါတယ်။ ဒီတန်ရာကတိတ်ပြီးပြင်းထန်တဲ့ကိစ္စမျိုးမဟုတ်တဲ့အကြောင်းထွန်းလွန်မှုကအခိုင်အမာဆိုထားပါတယ်ဒါတော့လေဝမ်ချင်မြင့်ချစ်ကဆရာဝန်တွေကတော့ဖိုက်တာတယောက်ရဲ့ကယ်ရီယာကိုထိခိုက်သွားနိုင်တဲ့အတွက်ပွဲထိုးဖို့ထောက်ခံချက်မပေးခဲ့ပါဘူး။တက်စင်ကတော့မဖြစ်မနေပွဲထိုးမယ်ဆိုပြီးဆန္ဒပြင်ပြခဲ့တာပါ။ promotion ဘက်ကဆရာဝန်တွေကထောက်ခံချက်မပေးတဲ့အတွက်ဒီပွဲကိုဖျက်သိမ်းခင်းရတာဖြစ်ပါတယ်။ ဒီနေရာမှာ best sukun bit ကတက်စင်ဘက်ကမထိုးနိုင်မဲ့တိတိဖြစ်နေခဲ့တော့လဲစာချုပ်ပါအချက်လက်တွေအတိုင်းတက်မဲ့ဝိတန်တွင်ဝင်ရောက်အောင်ဝိတ်ချခဲ့သလိုဝိတန်တွင်ဝင်နိုင်နေဆိုတာလဲဝိတ်ချိန်ပြခဲ့ရပါတယ်အဲ့ဒီအတွက် promotion ဘက်ကစာချုပ်ပါအချက်လက်တွေအတိုင်းသူ့ကိုထိုးကြည့်ပြေဝပေးသွားခဲ့တာပါ။တန်စင်ကတော့ one championship ကထောက်ခံချက်ပေးတဲ့စေယုံမှကုသမှုတွေခံယူခဲ့ရတယ်လို့သိရပါဗျ။ အဲ့ဒီအတွက်ကုန်းကျစရိတ်ပိုင်းမှာလည်းအများကြီးတက်တာမှုရှိတယ်လို့ကြားမိပါတယ်။ညလုံးတန်ရအချိန်နည်းနဲ့ပတ်သက်လို့တော့ထွလွန်မိုးနဲ့တန့်စင်ကိုတိုင်းကအခုလိုကိုတရားဝင်ရှင်းပြသွားခဲ့ပါတယ်။ဒီဆိုရင်နေတဲ့ဒီပြည်သက်ကြီးကိုပြောပြချင်တာပေါ့နော်။ဒီလေးမှဖြစ်နေတဲ့ဒီ sport ဆိုတဲ့ဒီအဆက်လေးကတမန်လူဒါမှမဟုတ်ဒီလဝိမဟုတ်ဘဲနဲ့ defend ကစားနည်းဆိုရင်တော့ဘာမှကုသမှုမလိုဘဲနဲ့သူတို့ကရှင်းနိုင်လို့ရတယ်ပေါ့နော်။ညီလေးကကြတော့တိုက်ခိုက်ကြတာမှဖြစ်တဲ့အတွက်ကိုသူ့ရဲ့ဒီမျက်လုံးကို ကာကွယ်မှုအနေနဲ့ကုသမှုခံယူခိုင်းတာပေါ့နော်အဲ့တော့ဒီတချို့ဒီမီဒီယာတွေမှာတချို့ပေ့တွေမှာပြောနေသလိုအရန်ဆိုးရင်ရတယ်လို့အဲတလာဒီ6လတနှစ်နားမယ်ဆိုတာမျိုးတွေလည်းမဟုတ်ဘူးเนาะအခုကျွန်တော်တို့လိုအပ်တဲ့ညီလေးတွေလိုအပ်တဲ့ကုသမှုတွေလည်းခံယူပြီးပြီကုသမှုခံယူရလို့ရှိရင်ဆိုတာတပတ်နေလို့ရှိရင်ကျွန်တော်ကအပေါ်စားထွေနေလေးတွေပြန်လုပ်လို့ရပြီအမဆေးမှတ်တမ်းရတော့ကျွန်တော်ကတလာတိတိတော့အဲပြန်ဝင်တွေတော့ဝင်ရပါတော့เนาะတလာပြီးွားတော့ကျွန်တော်ကပြန်ဝင်တွေစောင့်ဝင်လို့ရပါပြီဟုတ် သူတို့ရှင်းပြသွားတဲ့အကြောင်းအရာတွေကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ပြောခဲ့တဲ့အချက်လက်တွေနဲ့အများကြီးမလွဲဘူးဆိုတာပြည်သက်တွေလည်းခံမှန်းမိလာပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကလာပိုင်းနိုင်ငံလောက်ပဲအနာယူရမယ်ဆိုပြီးပြည်သက်တွေကိုဇက်တိုက်ပြောခဲ့တာပါထွန်းလမိုးကလည်းအဲ့ဒီအတိုင်းပဲပြောသွားပါတယ်ဒါကြောင့်မို့တန့်စင်အနေနဲ့ကျိုးပိုင်းတွင်းကိုပုံစံကောင်းတွေနဲ့အမြန်ဆုံးပြန်လာနိုင်ပါစေလို့ဆန္ဒပြုပါတယ်ခင်ဗျာ For your winner by unanimous decision Red Corner. မြင့်တယ်ခင်ဗျာတိုက်ကမွေထိုင်းမှာဘရိုနီကာနဲ့အတူတူပူးတွဲလေ့ကျင့်မှုတွေလှုပ်ဆောင်နေတဲ့နှုံမဆူကတော့မင်းညာကနိုင်ပွဲပြန်လဲရှာတွေ့သွားခဲ့ပါတယ်။ဒီမှာဟာပတ်တုံ5 night မှာပဲဝင်ရောက်ထိုးသက်ခဲ့တာပါ။ကနအူးတို့ကဒီပွဲကိုမွေထိုင်းပွဲလို့ကျွန်တော်ကထင်မှတ်ခဲ့ပါတယ်။ပွဲထိုးဖို့ဖိုက်တာနှစ်ယောက်လုံးကိုဝင်လာမှကစ်ပေါင်စင်ပွဲမှန်သဘောပေါက်သွားတာပါ။ ဒီဖိုက်တာနှစ်ယောက်ဟာ123ပေါင်ကက်ချွေတက်မှာဝင်ရောက်ထိုးတက်ခဲ့တာဖြစ်ပါတယ်နော်မဆိုးရဲ့ပြိုင်ဘက်ကအော်စီနိုင်ငံသူဖြစ်ပြီးရှုံးပွဲလုံးဝမရှိသေးတဲ့ MMA ဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။နော်မဆိုးကတော့တရုတ်ဖိုက်တာနဲ့ကစ်ပေါ့ဆင်ပွဲထိုးခဲ့ပြီးအဲ့ဒီပွဲမှာအသာစီရခဲ့သည့်တိုင်အောင်ဒိုင်အဆုံးဖြတ်နဲ့ရှုံးနိုင်ခဲ့သူပါ။အဲ့ဒီအကြောင်းအရာကဒီပွဲပြင်ဆင်ကစားတဲ့အပိုင်းမှာအများကြီးတက်ရောက်မှုရှိခဲ့တယ်ထင်ပါတယ်။ ါကြောင့်မို့ဒီပွဲထိုးသွားတဲ့အနေထားနဲ့ပွဲပြီးအမှတ်ပေးတိုင်းတွေရဲ့ဆုံးဖြတ်ချက်ထွက်လာတဲ့ပုံစံတွေကကိုက်ညီမှုတော့ရှိမှမဟုတ်ပါဘူးဒါကလည်းအကြောင်းရင်းတော့ရှိပါတယ်ဘာကြောင့်လဲဆိုတာကျွန်တော်နားလည်တဲ့လောက်ရှင်းပြခြင်းသေးပါတယ်မြေတံများခင်ဗျာကျွန်တော်ကနှောင်းမဆူပွဲတွေဆိုရင်အမြဲတမ်းလှုပ်လှုပ်ဆက်တိုက်စောင့်ကြည့်ပြစ်ခဲ့တော့ဒီပွဲကအားရမှုအနည်းဆုံးလို့တောင်းဆိုလိုက်ချင်ပါတယ် ။ဘာဖြစ်လို့လဲဆိုတော့ရှီပွဲတွေတုန်းကသူမရှုံနိုင်နေဆိုရင်တောင်းသူမသားတဲ့အခိုက်အတန့်တွေကိုအမှန်ကန်ချပြနိုင်ခဲ့တာပါ။ပုံမှန်အားဖြင့်တော့နောက်ဥမဆိုးကကောင်တာလက်သီးထိုးတဲ့နေရာမှာအတော်ကိုထူးကျွန်းလွန်ပါတယ်။ပြီးတော့အားပါတဲ့လက်တိချက်တွေတစ်ချက်ချင်းထုတ်သုံးရတာလည်းအာသာချက်ရှိတဲ့သူပါဒီပွဲမှာတော့သူမရဲ့အာသာချက်တွေကိုလုံးဝမမြင်ခဲ့ရပါဘူးမြန်မာပြည်သက်တယောက်အနေနဲ့ကြည့်ရတာနှုံမဆိုးရဲ့ကစားဟန်ကလုံးဝကိုအားရစေရမကောင်းပါဘူး ပြိုင်ပွဲဖြစ်သူကတော့နည်းနည်းလေးပိုပြီးတကြွမှုရှိတယ်လို့ထင်မှန်းလောက်ပါတယ်တို့တော်လဲပွဲပြီးတိုင်တွေရဲ့အဆုံးဖြတ်မှတော့နှောင်းမဆိုးကအသာစီရယူနိုင်ခဲ့ပါတယ်။ဒါကဘာဖြစ်လို့လဲဆိုတော့သူမရဲ့ကစ်ဘောက်စင်ပွဲအတွေ့အကြုံလို့ဆိုရမှာပါ။ဒီပွဲမှာနှောင်းမဆိုးကစားသွားတာကစ်ဘောက်စင် root တွင်းကဖြစ်ပါတယ်။အထူးသဖြင့်ကစ်ဘောက်စင်ပွဲဆိုရင်ဘယ်လိုပုံစံမျိုးကစားရင်အမှတ်ရတယ်ဆိုတာသူမရဲ့ team နဲ့နှီးပြတွေကကောင်းကောင်းကြီးသဘောပေါက်ကြပါတယ်။ ဒါကြောင့်မို့နှောင်းမဆိုးကိုပွဲချင်းကပ်ပုံရောကစားပုံပိုင်းမှာပါပြောင်းလဲကစားခိုင်းခဲ့တာပါကျွန်တော်မြင်နေကြနှောင်းမဆိုးနဲ့ဒီပွဲကစားသွားတဲ့နှောင်းမဆိုးကလုံးဝမတူပါဘူးဒီပွဲမှာနှောင်းမဆိုးဟာအမတ်ရဖို့ပဲအဓိကဦးတည်ကစားပါတယ်လက်သီးထိုးချက်အာသာမှုရှိတဲ့ဖိုက်တာတယောက်ကခြေထောက်ကန်ချက်တွေပဲအပြုတ်ကစားနေရတော့သူမအတွက်လက်ကတိကောင်းနိုင်ခဲ့မှာပါဒီနေ့မှာအော်ဇီဖိုက်တာဟာကစားပုံတာပေမဲ့ဘာဖြစ်လို့အနိုင်မရခဲ့တာလဲဆိုတာလေးရှင်းပြခြင်းပါတယ် ဓိကအကြောင်းရင်းကတော့သူမကဖောင်းခဏခဏဖြစ်တာပါ MMA ဘက်ကလာတဲ့ fighter မွေးထိုင်းပွဲတွေကစားရင်းလာတဲ့ fighter ဆိုတော့အဲ့ဒီအကျင့်တွေကဒီပွဲမှာလုံးဝမပြောက်ပါဘူးကစ်ပေါင်ဆင်ပွဲဆိုတာကက်ချမ်းပြီးကစားလို့ရတာမဟုတ်ပါဘူးဒီမှာကတော့နှုံမဆိုးရဲ့ကန်ချက်တွေကိုခဏခဏဖမ်းဆုပ်ပြီးထိုးတာပါအဲ့ဒီပုံစံမျိုးတွေကြောင့်ဒီမှာအနေနဲ့ဒိုင်းဆုံးဖြတ်မှရှုံးနိုင်သွားတယ်လို့ဆိုကြည့်ကြပါတယ်ဒါကအနည်းဆက်ဆုံးဖြစ်နိုင်ချေရှိတဲ့အကြောင်းအရာကိုပြောတာပါ ။ဘာပဲဖြစ်ဖြစ်နှောင်းမဆုအတွက်တော့လိုအပ်နေတဲ့နိုင်ပွဲရလို့ကျေနပ်မိပါတယ်။ကစားပုံပိုင်းအရကြည့်မယ်ဆိုရင်ကျွန်တော်တို့ကျေနပ်လောက်တဲ့ပုံစံမျိုးမဟုတ်ပေမဲ့ရလက်ကတော့သူမအတွက်မဖြစ်မနေလိုအပ်တဲ့ရလက်မျိုးဖြစ်ပါတယ်။လာမယ့်ပွဲတွေမှာဒီထက်ပိုကောင်းအောင်ကစားနိုင်ပါစေလို့လဲဆန္ဒပြုကြပါရခင်ဗျာမြန်မြန်လေးပြန်လိုက်ချောဝဲမြန်ပြန်လိုက်ဟဲ့ ဆက်လက်ပြီးရှိတဲ့ဘက်တောက်ကြောင်းနဲ့ညပိုင်းမှာထိုးတက်မဲ့စိန်လုံးကျောင်းနဲ့ Rosasan ပွဲနဲ့ပတ်သက်လို့ကျွန်တော်မြင်မိတဲ့အကြောင်းအရာတွေကိုလည်းပြောပြခြင်းပါတယ်။ဒါကဘွတ်ဘွဲချင်းကတ်တဲ့အနေထားမှာကျွန်တော်တို့ Fighter လေးတွေပါပါနဲ့နဲ့ရှိအောင်မိမောင်းထိုးပြတာဖြစ်ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ကျွန်တော်တို့ပြည်သက်တွေအနေနဲ့ Fighter တွေထိခိုက်သွားစေမဲ့အကြောင်းအရာမျိုးတွေဆိုရင်မလုတ်တဲ့နာတွေရှောင်ရှားတဲ့နာတွေကိုရှောင်ရှားလို့ရအောင်ပြောပြခြင်းတာပါ။ စေလုံးကျော်ဘက်တရေဝင်ချမပြခင်အချိန်ကမြန်မာပြည်သက်တွေအားမှာဒီတစ်ပတ်ပွဲထွက်ခွင့်ရမယ့် fighter ကဘယ်သူဖြစ်တယ်ဘယ်ဝါဖြစ်တယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ခံမှန်းချက်တွေကမိုးမွန်းနေတာပါပဲအဲ့ဒီထဲမှာပုံစံနှစ်မျိုးနဲ့သတိထားမိခဲ့ပါတယ်တချို့တော့ page တွေကတကယ်ကိုမသိလို့သူတို့ထင်မြင်ကြတဲ့ fighter ကိုယူဆပြီးရေးတာပါလဝင်းနဲ့နှိဆက်တဲ့ page တွေကတော့တိတိကျကျနဲ့ကိုဖွာတာဖြစ်ပါတယ် ပြောရရင် fighter ဘက်မှာဘာဖြစ်ဖြစ်သူတို့လိုက်ရဖို့အဓိကဆိုတဲ့ပုံစံမျိုးနဲ့ဖြွာတာပါ။ဘာဖြစ်လို့လဲဆိုတော့တိုက်ဆိုင်မှုတွေကအမှုမဲ့အမှန်မဲ့မဟုတ်ပါဘူး။ဒီတစ်ခါနဲ့ဆိုရင်နှစ်ကြိမ်အထိတောင်ရှိပါပြီ။ပထမတစ်ခါတော့ဆိုလင်းဦးနဲ့ဆူအပ်လက်တို့ပွဲဖြစ်ခဲ့တဲ့အနေအထားကိုဖွာခဲ့ကြတာပါ။အဲ့ဒီတော့ကမြမကရင်နဲ့ထိုင်းကရင်ပွဲဖြစ်တယ်မလာထဲမှာထိုးမယ်မှန်အောင်ခမန်းနိုင်ရင်မဲတောင်ဖောက်ပေးမယ်ဆိုတဲ့ပုံစံမျိုးတွေအထိဖွာခဲ့ကြတာပါ အဲ့လိုဖွားလို့လဲ promotion ဘက်ကလွှဲဆိုင်တွေတောင်းပြောင်းလဲလုပ်ပြခဲ့ပါတယ်။ဆိုလင်ဦးဟာကော်ထွန်းတဲ့အနေထားကိုအပြောင်းလဲတွေလုပ်ပြီးမှထိုးခဲ့ရတာပါ။ကျွန်တော်က super black နဲ့လဲနီးဆက်သူဆိုတော့ super black အနေနဲ့ဘလို့အကြောင်းရင်းကြောင့်နှုတ်ထွက်လိုက်ရလဲဆိုတဲ့အကြောင်းကိုမေးမြန်းခဲ့ပါတယ်။သူတို့စီမှာလဲဒဏ်ရာပြဿနာအကြောင်းရင်းကဘာမှမရှိပါဘူး။ဘွဲကနေနှုတ်ထွက်ရလောက်အောင်ထိအကြောင်းပြချက်ကဘာမှကိုမရှိခဲ့ပါဘူး။ ဒါကြောင့်မို့ကော်ထွန်းကိုထက်ပြီးကျွန်တော်ကဆက်မေးခဲ့ပါတယ်။ကော်ထွန်းကလည်းဆိုလုံးနဲ့ထိုးတတ်တဲ့အနေထားမှာသူ့အနေနဲ့ short notice နဲ့လူစားဝင်ထိုးရတဲ့ဆိုတဲ့အကြောင်းကိုအခိုင်အမာဆိုပါတယ်။တိတိကျကျပြောရရင်ပြင်စင်ချိန်နှစ်ပတ်လေးနဲ့ဝင်ထိုးခဲ့တာလို့ဝန်ခံသွားခဲ့ပါတယ်။ဒါဆိုရင်ဆိုလုံးဦးဟာတိမ်ပက်အပြောင်းလဲလုပ်ပြီးထိုးရတယ်ဆိုတာသိကြပါတယ်။အဲ့လိုအကြောင်းရင်းကြောင့်ကျွန်တော်က promotion နဲ့နှိဆက်သူတွေကိုဘာဖြစ်လို့တွဲဆိုင်အပြောင်းလဲလုပ်ခဲ့တာလဲဆိုတဲ့အကြောင်းရင်းကိုမေးမြန်းခဲ့ပါတယ်။ သူတို့ကတော့တီးတွဲဆိုင်ကိုပြင်ပြစ်တက်တွေကမလိုလားလို့အပြောင်းလဲလှုပ်တာဆိုပြီးပြန်လဲဖြေကြပါတယ်ကျွန်တော်ကတော့မယုံပါဘူးဒါကဒီပလိုမက်တစ်ဆန်ဆန်ဖြေကြတယ်လို့ပဲဆိုကြည့်ခြင်းပါတယ်အဓိကအကြောင်းအရာကကျွန်တော်မြန်မာဘက်မှာအတိတ်ကြာကြီးနဲ့ကိုဖွားပြီးမဲရီဖောက်ခဲ့ကြလို့ပါအဲ့ဒီအတွက်လဲဆိုလဲဦးနေနဲ့ပြိုင်ဘက်ပြောင်းလဲဖြစ်ပြီးထိုးခဲ့ရပါတယ် ဒါကြောင့်မို့စိန်လုံးကျုပ်ဘက်တရားဝင်ချမှတ်ပြခဲ့အချိန်တုန်းကကျွန်တော်ဖြင့်ဂျားထဲမှာအပြောင်းလဲတွေများဖြစ်သွားမလားဆိုပြီးဒေါ်ကြီးကိုစိတ်ပူမိခဲ့တာပါ။ဘာဖြစ်လို့လဲဆိုတော့ရှေ့ကတာတကာကြီးကအကြီးကြီးတစ်ခုဖြစ်နေပါတယ်။ကိုဖြူဝေက state တင်လိုက်တော့မှထိုးဘက်ဆိုင်ရာစာချုပ်တော့အခိုင်အမာချုပ်ဆိုသွားပြီးဆိုပြီးရင်တပွဲအေးခဲ့ရတာပါ။ခုတရားဝင်ချပြပြီးမို့ကျွန်တော်လည်းပြည်သက်တွေကိုအခိုင်အမာဆိုပြီးချပြတာဖြစ်ပါတယ်။ ။ဒါကြောင့်မို့တွဲဆိုင်တိတယ်ဆိုရင်တောင်ကို့အနေနဲ့တိတဲ့အကြောင်းကိုပုံစံအမျိုးမျိုးနဲ့ရေးသားလို့ရပါတယ်။ကျွန်တော်တို့ရဲ့ fighter လေးတွေထိခိုက်တော့အောင်တော့မရေးသားချဖို့တတ်နိုင်ဆုံး GPU ချဖို့တော့တိုက်တွန်းပြရစေဗျ။ဘာဖြစ်လို့လဲဆိုတော့မြမအစာဝဟာရမှာပုံစံမျိုးမျိုးနဲ့အထားပေးပြီးရေးလို့ရတာတွေအများကြီးရှိပါတယ်။ဆက်လက်ပြီးဘာဖြစ်လို့စိတ်လုံးကြောအတွက်အဲ့လောက်ထိစိတ်ပူခဲ့တာလဲဆိုတာလေးနည်းနည်းရှင်းပြချင်ပါတယ်။စိတ်လုံးကြောဟာဒီအခွင့်အရေးကိုတမ်းမီရခဲ့တာမဟုတ်ပါဘူး။ ဒီခွင့်ရရဖို့လာနဲ့ချီပြီးကိုဆောင်ဆိုင်ခဲ့ရသူပါဂျာတယ်မှာပွဲပြီးတော့မယ်ဝိတ်ချထားတော့ဆိုလို့ဝိတ်ချခဲ့တဲ့အချိန်ရအတွက်ကလည်းမနှဲပါဘူးဝဲမနီသေးလို့ဒီတိုင်းနေပြန်တော့လဲဝဲလာတော့မယ်ဝိတ်ချဆိုလို့ထက်ပြီးခြာရပြန်ပါတယ်အဲ့လိုကတိကအပေါင်းများစွာနဲ့စိန်လုံးကျော်ဟာဒီခွင့်ရရဖို့စောက်ဆိုင်ခဲ့ရတာပါဒီခွင့်ရတောင်အီပီလာအတွင်းကအပြောင်းလဲတွေကြောင့်ဖြစ်ခဲ့တယ်လို့ယူဆကြည့်ကြပါတယ် ။ဘာဖြစ်လို့လဲဆိုတော့အေဘီလာအတွက်မှာကျွန်တော်တို့ဖိုင်တာတွေတယောက်မှနိုင်ပွဲမရခဲ့ပါဘူး။ပြီးတော့တန်စင်ကလည်းပွဲထုတ်သက်နိုင်ခြင်းမရှိလို့မြန်မာဖိုင်တာတယောက်ထဲကိုပဲပွဲထုတ်ခဲ့ရတာပါ။လောလောဆယ်တန်စင်ကပွဲလက်ခံထိုးပေးနိုင်ခြင်းမရှိတဲ့အနေအထားမှာသူ့စီကိုမျှဦးလှည့်လာတာဖြစ်ပါတယ်။အဲ့ဒီပုံစံမျိုးနဲ့စိန်လုံးကျော်ကခွင့်ရရလာတာပါ။ပြီးတော့ပထမလေးလာတာကာလအတွင်းမှာမြန်မာဖိုက်တာအများစုရှုံးပွဲကြုံပါတယ်။ မြန်မာဖိုက်တာတွေရဲ့စုစုပေါင်းနိုင်ပွဲအရေးအတွက်က32ရာခိုင်နှုန်းမဲ့ရှိခဲ့တယ်ဆိုတာကျွန်တော်တင်ပြခဲ့ပြီးပါပြီ။ဒါကြောင့်မို့ဝမ်ချန်ပီယံရှစ်ကလည်းဒီတစ်ခါမှာတော့ပြိုင်ဘက်ကိုတူတူတန်တန်လေးနဲ့ဖန်နေပေးပါတယ်။အဲ့မှာလေးလာတာကာလအတွင်းတုန်းကမျက်နှာသစ်ဖိုက်တာဆိုလို့တပ်ပိုင်အောင်တယောက်ဖက်ခွင့်ရရခဲ့တာပါတပ်ပိုင်အောင်ကဂျပန်ဖိုက်တာတာနစ်ဆုနဲ့ထိုးသက်ခဲ့ရပါတယ်ရောရရင်မမြတ်တဲ့ပြိုင်ပွဲမျိုးနဲ့ကလကာဖွင့်ခဲ့ရတာပါ ခုစိန်လုံးကျော်ကတော့သူ့နဲ့တကယ်ထိုက်တန်တဲ့ပြိုင်ပွဲမျိုးနဲ့ထိုးရမှာဖြစ်ပါတယ်။ Rossesson ဆိုတာ135ပြိုင်ပွဲမှာတပွဲထိုးတပွဲနိုင်ရလက်ပိုင်ဆိုင်ထားတဲ့သူပါ။ရုပ်ပိုင်းဆိုင်ရာတိဆောက်မှုအပြင်ကြည့်မယ်ဆိုရင်တော့စိန်လုံးကျော်ထက်ပိုပြီးတာမယ်ထင်ပါတယ်။သူ့ရဲ့အရက်မြင့်ကငါးပိဆယ်လက်မှအထီရှိပါတယ်။အကြမ်းမှုစိန်လုံးကျော်ထက်လေးလက်မှအထီတောင်ပိုပြီးမြင့်မှနေလောက်ပါတယ်။ ထပ်ပြီးပြောချင်တာကစိန်လုံးကျော်အနေနဲ့ဒီပွဲပြင်ဆင်တဲ့အပိုင်းမှာဘယ်လောက်ထိပြင်ဆင်လာမလဲဆိုတဲ့အကြောင်းအရာကိုပါသူရဲ့နီးပါကြီးဥကိုမောင်ကတော့ဝမ်းချင်မြန်ရှိအတွေ့အကြုံရှိထားပူပါတယ်သူဟာအမွေရဲ့ကလကအဖွင့်ပွဲတုန်းကအနိကက်လိုက်ပါကြီးကျက်ပေးခဲ့သူပါဒါကြောင့်မို့ဝမ်ချင်မြင်ရှိကအထာရီ Time Fighter ရဲ့အထာကိုသူကကောင်းကောင်းညီတော့သိပါတယ်။သို့တော်လဲ Game Plan ရေးဆွဲတဲ့အပိုင်းမှာတော့ဘလောက်ထိပပနဲ့နဲ့ချိမလဲဆိုတာစောင့်ကြည့်ရအောင်မှဖြစ်ပါတယ်။ မြန်မာဖိုက်တာတွေထဲမှာတော့ Asian Time Fighter နဲ့တွေ့ရင်ရလက်ကောင်းအောင်ကစားပြထားနိုင်တာကသွေလင်းထက်ဖြစ်ပါတယ်။သူကစုစုပေါင်း၄ဘွဲ့ထိုးထားပြီးအဲ့ဒီ၄ဘွဲ့စလုံးမှာ Asian Time မြိုင်ဘက်ဖိုက်တာတွေနဲ့ပဲဇက်တိုက်တွေ့ခဲ့ရက၃ဘွဲ့နိုင်နှစ်ချိန်ပေါ်နဲ့ရရှိထားပါတယ်။ဒါကြောင့်မို့ reference ယူမယ်ဆိုရင်သွေးလင်းထက်ကအကောင်းဆုံးလို့ပြောကြည့်ကြပါရစေ။သွေးလင်းထက်ဟာသူ့ရဲ့ကစားပုံကိုခံမှန်းရခက်အောင်အဲ့ဒီ label စလုံးမှာလုံးဝကစားပုံချင်းမတူပါဘူး။ ဘွဲ့တဲ့ဘွဲ့နဲ့တပွဲချင်းကတ်တဲ့ပိုင်းတွေမှာလဲကွဲပြားမှုရှိပါတယ်။သေချာတာတစ်ခုကတော့သူဟာပြိုင်ဘက်ရဲ့ကစားပုံကိုလုံးဝအလွတ်ရတဲ့အထီကိုသေချာလေးလာခဲ့သူပါ။အဲ့ဒါကြောင့်မို့လဲပြိုင်ဘက်ကိုအနိုင်ယူပြလို့ရမယ့် game plan မျိုးတွေယူလာပြီးရလက်ကောင်းတွေတိစောက်ထားတာဖြစ်ပါတယ်။စိန်လုံးကျော်အနေနဲ့ရောကလကဖွင့် ancient time fighter နဲ့အတွေ့မှာဘယ်လိုပုံစံမျိုးနဲ့ရလက်ကောင်းရအောင်ယူပြသွားမလဲဆိုတာတောက်ကြနဲ့ညပိုင်းမှာစောင့်ကြည့်လိုက်ကြရအောင်ဗျာ။ ဆက်လက်ပြီး UFC ကအကြောင်းတွေကိုပြောပြချင်ပါတယ်။ UFC ဟာ UFC Fight Night ပြိုင်ပွဲကိုမနေ့ကမနေ့ပိုင်းကအမေရိကကကန်ဆက်စီးတီးမျိုးမှာကျင်းပသွားခဲ့ပါတယ်။လာရောက်ကြည့်ရှုအားပေးတဲ့ပြည်သက်ပေါင်းက16000နီးပါးအထိတောင်ရှိပါတယ်။ဒီပြိုင်ပွဲကနေကိုဝင်ကြီးဒေါ်လာ2.3တန်းရရှိခဲ့တယ်လို့လက် promotion ဘက်ကတရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထိတ်ဆုံးကောင်းပွဲအဖြစ်ထိုးသက်သွားတဲ့ Ian Carey နဲ့ Carlo Prata တို့ပွဲကတော့ပွဲအကျိုးမှကျွန်တော်ပြောခဲ့တဲ့အတိုင်းပါပဲ Carlo Prata ကနိုင်ပွဲတွေနဲ့ပုံစံကောင်းတွေရရှိနေတာမှန်ပါတယ်သို့တော့သူရင်ဆိုင်ထိုးသက်ခဲ့ရတဲ့ပြိုင်ဘက်တွေက Ian Carey အဆင့်မဟုတ်သေးဘူးဆိုတာကုန်းကုန်းကွက်ကွက်ကြီးကိုပေါ်လွင်သွားခဲ့ပါတယ်နောက်တော့ထိုးသက်သွားကြတဲ့အနေအထားမှာတယောက်နဲ့တယောက်ပွဲသိမ်းနိုင်ခြင်းတော့မရှိပါဘူး။ငါးကြီးအပြည့်ထိုးသက်ပြီးမှကိုအပြည့်ထုတ်ခဲ့ကြရတာပါ။ တပွဲလုံးကိုခြုံကြည့်လိုက်မယ်ဆိုရင် EN Gary ကသာပါတယ်ကျွန်တော်ပြောခဲ့သလို5 NU ဘိုင်းရောဝင်းချင်းကတ်တဲ့အပိုင်းမှာပါအကုန်လုံးအသာစီရယူနိုင်ခဲ့တာပါတို့တော့ကာလိုပရာတက်ကလည်းမနစ်ကအကောင်းဆုံးမျက်နှာသစ်ဖိုက်တာဖြစ်သက်မဲ့ခံခဲ့ရသူပြီးပြီးသူ့ရဲ့ခိုက်တန့်တွေကိုလည်းရအောင်ဖန်နီးနိုင်ခဲ့ပါတယ်အားလုံးကိုခြုံကြည့်လိုက်မယ်ဆိုရင်တော့ EN Gary ကသာပါတယ် Strike ဘိုင်းမှာလည်းညညရဲ့ဘိုင်းအသားနဲ့ကစားပြနိုင်ခဲ့သလို Drone Game ကိုပါ miss လုပ်ပြသွားတော့သူ့ရဲ့ထိုးပုံထိုးပေါက်ပညာစုံတဲ့အချက်ကိုခြားပြသွားတယ်လို့ပြောကြပါတယ်။ Gallo Pratt အတွက်တော့ Ian Gary နဲ့ရင်ဆိုင်ရတာနည်းနည်းလေးစောသွားတယ်ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူကအခုမှ Ranking အတွင်းဝင်လာတဲ့သူပါ။ Ian Gary ဆိုတာချန်ပီယံကပ်စိန်ခေါ်ခွင့်ရဖို့တစားစားလေးစားထိုးနေခဲ့သူပါ။ဒါကြောင့်မို့ဒီဖိုက်တာနှစ်ယောက်အကြားအဲ့ဒီကွာဟာချက်တော့ရှိပါတယ်။ ဂါလိုပရာတက်အနေနဲ့အီယန်ဂယ်ရီနဲ့ယင်ဆိုင်မဲသူ့ထက်နှိမ့်တဲ့ပြိုင်ပမျိုးနဲ့ယင်ဆိုင်မဲဆိုရင်ပို့ပြီးတော့နီလန်ကြားခဲ့မှာပါ promotion ဘက်ကတော့ Rockmono လို fighter မျိုးကို short notice နဲ့လူစားဝင်ထိုးပေးဖို့ဆုံးဖြတ်ခဲ့တဲ့ EN Gary ကိုဒီတစ်ချိန်မှာပွဲနည်းနည်းလေးခြောင်ပေးလိုက်တဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်ကပွဲကြုံမှာကလေးကဆွဲထုတ်သုံးသပ်ပြခဲ့ပါတယ်။ပွဲပြီးမှအဲ့ဒီချက်ကအရန်ကိုပေါ်လွန်လာခဲ့တာပါ။ ။ဘာဖြစ်လို့လဲဆိုတော့မကြခင်ကျင်းပတော့မယ့် UFC 350ပြိုင်ပွဲမှာ Weatherweight Champion ကပဲစိန်ခေါ်ပွဲအတွက် Ian Gary ကိုအရန်ဘက်ကဖိုင်တာအဖြစ် Dana White ကသတ်မှတ်ပေးလိုက်ပါတယ်။လောက်ဆိုရင် Ian Gary ကို promotion ဘက်ကဘလို့ပြန်ကြည့်တယ်ဆိုတာပြည်သက်တွေလည်းမှန်းဆကြည့်လို့ရပါပြီ။သူရဲ့စမ်းဆောင်ရေးပိုင်းဆိုင်ရာအနေထားကိုကြည့်မယ်ဆိုရင်လည်းအခုလိုပြန်ကြည့်ခံရဖို့ထိုက်တန်မှုအပြည့်ရှိပါတယ်။ သို့တော်လဲကားလုပရာတက်နဲ့ငါးချီအကျိန်နဲ့စော်ထားရတဲ့အနေထားမျိုးကနေနောက်ထပ်နှစ်ပတ်နေရင်ပွဲပြန်ထိုးဖို့ backup fighter ဖြစ်ရှိရတာတိတ်တော့ကောင်းတာမျိုးမဟုတ်ပါဘူး UFC 350ရဲ့ကောင်းပွဲကဘာဖြစ်မှ မရှိလာပါစေနဲ့လို့ပဲမျှော်လင့်ကြရမှာပါ။ဘာဖြစ်လို့လဲဆိုတော့ Ian Gary အနေနဲ့ထိုးပေးနိုင်တယ်ဆိုရင်တော့သူ့ရဲ့တန်ရာတန်ချက်တွေကအသားသေးအောင်မှမဟုတ်ပါဘူး။ Promotion ဘက်ကပြန်ကြည့်လို့ဒါဒီလိုခွင့်ရမျိုးဖန်နီးပေးလိုက်တာနေမှာပါ။ uh, the Duplessis versus uh, Hamzat fight. It's happening. It's just not happening in international fight week. That fight's done. Okay. Just I not happening that. ဂျန်ဝဲပြီးမှာတော့အုခရာကြီးဒိနာဝိုက်ကသတင်းစာရှင်းလင်းပွဲစီချီတက်လာပါတယ်။အရင်မှာသတင်းတောက်တွေကလည်းပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမြိတ်တက်တွေအကြဟောခဲ့တဲ့သတင်းတချို့ကိုအုခရာကြီးစီတိုက်ရိုက်မေးမြန်းခဲ့ကြတာပါ။အုခရာကြီးကလည်းနောက်ထပ်မြိတ်တက်တွေရင်ခုန်စေမဲ့တွဲဆိုင်တွေကိုတောင်းချပြသွားခဲ့ပါတယ်။ အဲ့ဒီတွဲဆိုင်ကတော့ Hamset Chimaev နဲ့ Duplessis တို့ပွဲစဉ်ဖြစ်ပါတယ်။ Okraji Dana White ကအဲ့ဒီတွဲဆိုင်ကိုထိုးပွဲဆိုင်ရာစာချုပ်တွေမှာ PC လက်မှတ်ထိုးပြီးပြီးဖြစ်တဲ့အကြောင်းလုံးဝကိုအတည်ပြုသွားတာပါ။လျော်ဝင်မချပြရသေးပေမဲ့အခိုင်အမာရှိနေပြီဆိုတာဖော်ပြလိုက်တာဖြစ်ပါတယ်။ဒါကြောင့်မို့ Duplessis နဲ့ Hamset Chimaev တို့ပွဲကိုစောင့်မျှော်နေကြတဲ့ပြည်သက်တွေအနေနဲ့တော့တရားဝင်ကြေညာချက်ထွက်လာမယ့်အချိန်ကိုပဲစောင့်ဆိုင်လိုက်ပါတော့လို့ပြောလို့ရနေပါပြီ။ promotion ဟာအဲ့ဒီတွဲဆိုင်ကို international 5 week gala မှာတော့ထည့်သွင်းမှာမဟုတ်ပါဘူးအဲ့ဒီနောက်ပိုင်းပြိုင်ပွဲတွေရောက်မှထည့်သွင်းမယ်လို့လည်းပြောဆိုသွားပါတယ် I've said it many times that that's that's the fight that we want to make this year. ဆလဘီဥခါဂျီဒေနာဝိုက်ကပြည်သက်တွေကိုယင်ခုံအောင်လဲနောက်ထပ်ပြောဆိုမှုတွေထပ်မံလှုပ်ဆောင်သွားခဲ့ပါတယ်။ အရာကတော့အားလုံးမျှော်နေကြတဲ့အစ္စလာမကာရှက်နဲ့တူပူရီယာတို့ပွဲဖြစ်ဖို့ကလကနောက်ပွဲမှာကြိုးစားလှုပ်ဆောင်နေတဲ့အကြောင်းကိုဝန်ခံပြောဆိုသွားခဲ့တာပါ။ဒါအပြင်ဂျွန်ချုံနဲ့အစပင်နဲတို့ပွဲဖြစ်လာလိမ့်မယ်လို့လည်းသူကအမှန်ကန်ယုံကြည်မှုရှိတဲ့အကြောင်းကိုပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။ဒါကြောင့်မို့ဒီတွဲဆိုင်နှစ်ခုလာလာကလည်းလုံးဝ short တွက်လို့မရပါဘူး။ မယုံမလွန်လေးပြောရရင်2025ခုနှစ်လက်ကျန်အချိန်တွေမှာဒီလိုပွဲကောင်းမျိုးကြီးတွေကိုထပ်မံကြည့်ရှုသွားရပွဲရှိတယ်လို့ဆိုလိုက်ချင်ပါတယ် UFC ဟာ International Fight Week ကာလမှာကျင်းပမဲ့ UFC 370ပြိုင်ပွဲအတွက်ပါဝင်လာမဲ့ကောင်းပွဲကြီးတွေကိုချပြနိုင်ခြင်းမရှိသေးပေမဲ့အဲ့ဒီနောက်မှာကျင်းပမဲ့ UFC 380ပြိုင်ပွဲမှာပါဝင်လာမဲ့ကောင်းပွဲကိုတော့တရားဝင်ချပြလိုက်ပါပြီ။ဒီပွဲကပြည်သက်တွေကိုလုံးဝလုံးဝပါဇက်အဟောင်းသားဖြစ်သွားစေတဲ့တွေ့ဆိုင်ဖြစ်ပါတယ်။ ဘယ်သူတွေထိုးကြမလဲဆိုတော့ Dustin Poirier နဲ့ Matt Holloway တို့ဖြစ်ပါတယ်မက်ဆော်လိုဝေးကန်ဆောင်ထားတဲ့ BMF ချန်ပီယံကပ်ကိုဒက်စတင်ပိုရီယာကစိန်ခေါ်ထိုးမှဖြစ်ပါတယ်။ဒီပွဲဟာဒီဖိုက်တာနှစ်ယောက်အကြားတတိယမြောက်တွေ့ဆုံမှုလည်းဖြစ်နေပြန်ပါတယ်။စိတ်မကောင်းစရာတစ်ခုကဒက်စတင်ပိုရီယာရဲ့ပရော်ဖက်ရှင်နယ်ဖိုက်တာဘွားနောက်ဆုံးနှုတ်ဆက်တဲ့ပွဲမျိုးလို့လည်းသိရပါတယ်။ အကောင်ဘက်ကနေပြန်ကြည့်ရင်တော့မိသက်တွေအတွက်ရင်ခုန်စရာကောင်းတာကဒီပွဲကလိုက်ဝိတ်တန်ကောင်းစင်အောက်ကနေထိုးကြမှာပါတနည်းအားဖြင့်မက်ဆော်လိုဝိတ်ကလည်းလိုက်ဝိတ်တန်ကို တက်လာပြီလို့ပြောနိုင်ပါတယ်တိုဘူရီယာကလည်းလိုက်ဝိတ်တန်ကိုတက်လာပါပြီဒါကြောင့်မို့ငကိုကလေးကကပအကောင်းဆုံးဝိတ်တန်လို့တင်စားထားတဲ့ UFC လိုက်ဝိတ်တန်မှာဖေသာဝိတ်တန်ကဒိတ်ဒိတ်ကျဲဖိုက်တာကြီး၂ယောက်လဲထပ်မံရောက်ရှိလာပါပြီ promotion အနေနဲ့တော့နောက်ထပ်ပွဲကောင်းတွေကိုဆက်တိုက်ဖန်တီးကြည့်နေယုံပါပဲ။ ောက်ဆုံးအနေနဲ့ပြောပြခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ပြည်သက်တွေလည်းတိကျပြီးသားဖြစ်မှာပါအဲ့ဒါကတော့ BFL ဥရောပကနေကျင်းပမဲ့ပြိုင်ပွဲမှာ Manchester United နဲ့ပြင်သစ်လက်ရွေးစင်ကစားသမားဟောင်း Patrick Ibra ဝင်ရောက်ထိုးသတ်မှာဖြစ်ပါတယ်။ Patrick Ibra ဆိုတာဘောလုံးလောကမှာအောင်မြင်မှုတွေအများကြီးရယူနိုင်ခဲ့သူပါ။ပြင်သစ်လက်ရွေးစင်အသင်းနဲ့သူအမြင့်ဆုံးအောင်မြင်မှုတွေရယူနိုင်ခဲ့သလို Manchester United အသင်းကိုလည်းဦးဆောင်ပြခဲ့သူဖြစ်ပါတယ်။ သူဟာ Robert Chen ရဲ့ဘောလုံးသမားဘွားကနေအနာယူပြီးပြီဖြစ်ပြီးလက်ရှိမှာတော့ Tanska Wine တွင်ဝင်ရောက်ကပထမဆုံးပွဲထိုးသက်ဖို့ပြင်ဆင်နေပါပြီ။ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကလည်းတရားဝင်20ကဝင်ရောက်ပြီးဖြစ်တဲ့အကြောင်းကိုသူ့ရဲ့ပြည်သက်တွေကိုအသိပေးခဲ့ပါတယ်။လက်ရှိမှာတော့သူနဲ့ဘယ်ဖိုက်တာထိုးသက်ရမလဲဆိုတာ promotion ဘက်ကကြေညာခြင်းမရှိသေးပါဘူး။ BFA ဥရောပကတာဝန်ရှိသူတွေကတော့ပက်ထရစ်အီဘရာကိုဘလို့ပြိုင်ပွဲမျိုးနဲ့ထိုးခြင်းလဲဆိုပြီးမေကွန်းထုတ်ခဲ့တယ်လို့ဆိုပါတယ်။ ကာယကရှင်ကိုတိုင်ကတော့လူဝဲဆွာရက်နဲ့ထိုးကျင်တဲ့ဆိုပြီးတရားဝင်စိန်ခေါ်ခဲ့ပါတယ်။လူဝဲဆွာရက်နဲ့ပက်ထရစ်အီဘရာတို့ဟာဘလို့ပြဿနာတွေဖြစ်ခဲ့ကြလဲဆိုတာဘောလုံးပြည်သက်တိုင်းကသိပါတယ်။လူဝဲဆွာရက်ကပက်ထရစ်အီဘရာကိုလူမျိုးရေးဆိုင်ရာခွဲခြားတဲ့အသုံးအနှုန်းတွေပြောဆိုခဲ့လို့ဝက်ပဲပြစ်ဒဏ်တွေတောင်းချမှတ်ခံခဲ့ရပါတယ်။နောက်ဆုံးမှာလက်ဆွဲနှုတ်ဆက်ဖို့တောင်းညှင်းဆန်ခဲ့တဲ့အထိတင်းမှခဲ့သူပါ။ ဒါကြောင့်မို့အီဘရာကအဲ့ဒီဆက်လန်းဟောင်းနေရှိနေတဲ့လူဝစ်ဆွာရဲနဲ့ထိုးကျင်တဲ့ဆိုပြီးထုတ်ပြောလိုက်တာဖြစ်ပါတယ်။မနေ့ကတော့ဘက်ထရီအီဘရာရဲ့ training camp ကို သူ့ရဲ့ကစားဘောဟောင်းဖြစ်တဲ့ပေါ်ပါကလည်းလာရောက်ကြည့်ရှုအားပေးသွားခဲ့ပါတယ်။ Manchester United ပြည်သက်တွေကတော့သူတို့အသင်းကောင်းဆောင်ကြီးစတင်ထိုးသက်မဲ့ပွဲနဲ့ပတ်သက်လို့ရင်ခုန်စွာနဲ့စောင့်ဆိုင်နေပါပြီ။ လာမယ့်နေ့ဒီမှာလဲ MMA လောကကနောက်ဆုံးရသတင်းတွေအမြင်တွေသုံးသက်ချက်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီး notification ယူထားကြပါအောင်ခင်ဗျာ။